ိုးရင်မျိုးရှိလဲဘာတွေသိထားပါလဲရှင့်ကျွန်တော်ဥက္ကလာရဲ့အကြမ်းမကြီးအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတဆင်စကားတွေပဲသိရတာပါခိုင်လုံမရှိပါဘူးသူဖြစ်တော့ကျွန်တော်တို့တစ်ဖက်ဖွဲ့စည်းရနေပြီးထွက်လာတဲ့သတင်းတွေအရဆိုရင်ပါတီယာတိတ်ဆုံးသွားပြီးတနည်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည်ကတိတ်ဆုံးသွားပြီးအသက်ပြန်မရှင်နိုင်တော့ဘူးဆိုတဲ့ပြောဆိုချက်တွေတောင်ကျွန်တော်ကြားလာပါတယ်ဒီပေါ်မှာတားဖြစ်သူကိုထိန်နေရလဲစိုးရင်ပြီးတော့သူ့အမိနဲ့တကွာနိုင်ငံရေးအကျဉ်းသားအလုံးလွံ့မြောက်ရေးအတွက်လှုပ်ရှားလာတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ရဲ့တကောင်စီရင်မှာသူမတအူးရရှိတဲ့အထီးကျန်နေခဲ့ရသူပါ ေါအောင်ဆန်းစုကြည်တဦးလည်းဖြစ်ပါတယ်။ထောက်ဥပဒေရဆိုရင်တကောင်စီရင်မှာပါတဲ့လူမှတွေးခွင့်ရတဲ့အတွက်တွေးဆုံမှုမှာအခက်အခဲရှိနိုင်ပါတယ်။ဒေါက်တာမျိုးမျိုး NLD ပါတီဗဟိုအလုံးမှုဆောင်ဖွဲ့ဝင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာဖန်စီထိမ့်သိမ်းခံထားရတာ၅နှစ်နီးပါးရှိလာပါပြီ။ ပြင်ပကဘာနဲ့အဆက်အသွယ်ဖျက်တောက်ခံရပြီးဒီနှစ်ပိုင်းတွေအတွင်းသူ့ရဲ့ကျန်းမာရေးသတင်းတွေလည်းအမျိုးမျိုးထွက်ပေါ်လာနေပါတယ်စစ်ကော်မရှင်ပြောခွင့်ရသူကတော့ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်လို့မကြာခဏထွက်ပြောတာရှိပေမဲ့ပြင်ပနဲ့လည်းတွဲဆောင်ခွင့်မရှိတာကြောင့်သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းတွေထွက်လာတိုင်းစိုးရိမ်မှုတွေမြင့်တက်လာနေပါတယ် ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်သူဒေါန်ဆန်းစုကြည်ဟာဖမ်းဆီးထိန်းသိမ်းခံထားရတာ၅နှစ်နေပါရှိလာပါပြီ။ပြင်ပလောကနဲ့လည်းဆက်သွယ်ဖြတ်တောက်ခံထားရပါတယ်။ဒီနှစ်ပိုင်းတွင်းမှာပဲဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြင်ပမှာစိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်နေပြီးတော့တင်းနေလည်းမျိုးစုံထွက်ပေါ်နေတာပါ။ဒေါန်ဆန်းစုကြည်ဟာပြင်ပနဲ့ဆက်သွယ်ဖြတ်တောက်ခံထားရတာဖြစ်တဲ့အတွက်သူ့ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ တိတိပပသိနိုင်ဖို့လည်းခက်ခဲနေရှိနေပါတယ်ဒီပေါ်မှာပါတီဘက်ကလည်းစိုးရိမ်မှုတွေရှိနေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ဘိုလ်လုံးမှုဆောင်ဖွဲ့ဝင်ဒေါက်တာမျိုးညွန့်နဲ့ BBC ကတွေ့ဆုံမြင်မြန်သွားဖို့ရှိပါတယ်ဟုတ်ကဲ့ဒေါက်တာမျိုးညွန့်ရှင့်ပထမဆုံးအနေနဲ့ဒီတောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနှစ်ထဲမှာဒီကျမရေးနဲ့ပတ်သက်တဲ့သတင်းတွေကမျိုးမျိုးထွက်ပေါ်နေပါတယ်ရှင့်ဟုတ်ပါတယ်အဲ့တော့ဒီဒေါက်တာမျိုးညွန့်တို့ဒီပါတီဘက်ကပေါ့နော်ပါတီဥက္ကဋ္ဌဖြစ်သူရဲ့ကျမရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစိုးရိမ်မှုတွေရှိလဲဘာတွေသိထားရပါလဲရှင့် ျွန်တော်ဥက္ကလာရဲ့အကြမ်းမကြီးအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတဆင်စကားတွေပဲသိရတာပါခိုင်လုံမရှိပါဘူးထူးဖြစ်တော့ကျွန်တော်တို့တစ်ဖက်ဖွဲ့စည်းရနေပြီးထွက်လာတဲ့သတင်းတွေအရဆိုရင်ပါတီအားတိတ်ဆုံးသွားပြီတနည်းအားဖြင့်ဒေါအောင်ဆန်းစုကြည်ကတိတ်ဆုံးသွားပြီးအသက်ပြန်မရှင်နိုင်တော့ဘူးဆိုတဲ့ပြောဆိုချက်တွေတောင်ကျွန်တော်ကြားလာပါတယ်ဒီပေါ်မှာတားဖြစ်သူကိုထိန်နေရလဲစိုးရိမ်ပြီးတော့သူ့အမေနဲ့တကွာနိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက်လှုပ်ရှားလာတာကိုလည်းကျွန်တော်တွေ့ရပါတယ် ဒေါက်ဆန်းစုကြည်ကတာမန်ပြည်သူတူမဟုတ်ပါဘူးနိုင်ငံနဲ့လူမျိုးအတွက်ဖုံးဖျက်နိုင်တဲ့ယန္နာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ကြမ်းမာရေးအတွက်ကျွန်တော်တို့စိုးရိမ်နေဆိုတာကိုကျွန်တော်တို့အတိအကျပြောဖို့အတွက်ကျွန်တော်အခုလိုရောက်လာခြင်းဖြစ်ပါတယ်ဒေါက်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဒေါက်တာမင်းညွန့်တို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးတောင်းဆိုသွားဖို့ရှိလဲပေါ့နော်အဓိကကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာနဲ့ထောင်ဆောင်စုကြည်ရဲ့အခြေအနေကဆက်ဆက်နေပါတယ် မကြာခင်ရပိုင်းတွင်းကကျင်းပပြီးသွားတဲ့အာဆီယံစီဝေးမှာအာဆီယံဘုံသဘောတူညီချက်900ကိုအမြန်ဆုံးတိကျအကောင်အထည်ဖော်ဖို့ဆိုတော့အထူးလေးပေးပြောသွားတာကျွန်တော်သတိထားမိပါတယ်။အဲ့တော့အဲ့ဒီဟာပြမအချက်ဖြစ်တဲ့အကြမ်းဖက်မှုတွေကိုအမြန်ဆုံးရပ်တန့်မှုအဲ့လိုရပ်တန့်မှုအတွက်နှစ်ဖက်လုံးကနေပြီးထိန်းချုပ်ဆောင်ရွက်ကြဖို့ဆိုတာဒါအဓိကအချက်ပါပဲ။အကြမ်းဖက်မှုတွေရပ်တန့်မှုဆိုတာမှာဘာဆက်လာလဲဆိုတော့ကျွန်တော်တို့အတိတ်ပဲရှိတဲ့ဆွေးနွေးရေးကို အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဖြစ်အကောင့်ထဲပေါ်ရန်ဆိုပြီးတော့ကျွန်တော်ပါပါတယ်ဒီနေရာမှာဒေါအောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးရာမဖြစ်မနေပါဝင်ရမယ်အချက်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ် ဟုတ်ကဲ့ရှင်တခုရှိတာကဟိုဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြင်ပဒီတွေ့ဆုံခွင့်နေရလဲအာဘယ်သူမှမရရှိဘူးပေါ့နော်သူ့ရဲ့ဒီရှေ့နေဖွဲ့တော်မှာဒီတွေ့ဆုံခွင့်တောင်းထားတာကဟိုမရဘူးလို့ဒီတရားရေးတိုင်ဝမ်ကနေပြီးတော့တတိနေလဲသိရပါတယ်အဲ့တော့ဒီဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတွေ့ဆုံခွင့်ရဖို့ရောဒီဒေါက်တာမင်းညွန့်တို့ပါတီဘက်ကဘယ်လိုတွေကြိုးပမ်းသွားဖို့ရှိလဲရှင်ကျွန်တော်တို့ဒေါန်ဆန်းစုကြည်ဟာသူ့ရဲ့တကောင်ဆေးမှာသူမှတူဦးရဲရှိတဲ့အထီးကျန်နေခဲ့ရတယ်သူပါအဲ့ဒီတော့ကျွန်တော်တို့ထောင်ဥပဒေအရဆိုရင်ဒီတကောင်ဆေးမှာပါတဲ့လူမှတွေ့ခွင့်ရတဲ့အတွက် ဒီတွေးဆမှုမှာလည်းအခက်အခဲရှိနိုင်ပါတယ်။အဲဒီတော့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကိုထောက်ထားပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့အနည်းဆက်ဆုံးလုပ်ပေါ်ကိုင်ဖတ်တွေဖြစ်တဲ့ဘုလုံမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ကျွန်တော်ဒေါက်တာမြူးညွန့် ဦးသိမ့်ဦးတို့ကိုဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးကျမ်းမာရေးအခြေအနေကိုမင်းမြန်ဝင်ရမယ်ပြည်သူကိုပြန်ချောင်းဝင်ရမယ်ဆိုရင်ပြည်သူကိုလေးထားရရောက်ပါတယ်နိုင်ငံအတွက်ရှေ့ခရီးစဉ်မှာဖြေလျှော့တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ပထမခြေလှမ်းဖြစ်နေမယ်လို့ကျွန်တော်ကမြင်ပါတယ်အဲ့တော့ CEC တွေလို့ပြောကြတဲ့အခါမှာဒေါက်တာမြင့်ညိုနှစ်ဦးလည်းပဲလားကျန်တဲ့ဒီတက်ရှိနေတဲ့ဒေါက်တာတင်မျိုးဝင်နောက်ဒေါက်ကင်တီဂျယ်ပေါ့နော်နောက်ဦးအင်ထုံခါနော်စံပေါ့သူတို့ကျန်တဲ့စီစီဖွဲ့ဝင်နေနဲ့ရောပူပေါင်းပြီးတော့ဒီလိုကျုပ်ပန့်ချက်မျိုးလုပ်ဖို့ရှိပါသလားဘိုးလုံးမှုဆောင်ဖွဲ့ဝင်များများပါလီကောင်းနေပါပဲ တူဦးရဲတယောက်တည်းဆိုရင်တော့ပြည်သူတွေမှာတန်မြတ်ရှိနိုင်ပါလေဖိအားများကြောင့်များဒီလိုပြောသလားဆိုတဲ့တန်မြတ်ရည်ရှိလာနိုင်ပါလေအဲ့တော့ပို့ပြီးတော့ပြည်စုံနဲ့တွေ့ဆုံမှုမျိုးဖြစ်ရင်ပိုကောင်းလာပါလေအဲ့တော့နေဆုံးအပြင်ကျမ်းမာရေးအခြေအနေတသက်ပဲမင်းမြိုင်းဝင်ရရင်တော့ဒါဟာရှိဟုခြေတလန်းတိုးတာပဲဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အာပြီးခဲ့တဲ့ရပိုင်တွင်ရဆိုရင်တင်းနေလေထွက်ပေါ်ခဲ့ရပေါ့နော်ဒီ NLD ရဲ့စီးစီးတဲ့ကဦးသိန်းဦးနဲ့ဒေါက်တာတင်မျိုးဝင်းတို့နှစ်ဦးကနေပြည်တော်မှာဒီထိမ့်သိမ်းခံထားရတဲ့ ဒီပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ကျမကြီးကောင်းမွန်တယ်။နောက်ပြီးတော့ဒီ NUG CRBH ပေါ့နော် PDN နဲ့ပတ်သက်ပြီးတော့ဒေါန်ဆန်းစုကြည်ကမှတ်ချက်တွေလည်းပေးခဲ့တယ်ဆိုတာလူမှုကွန်ရက်မှာတော်တော်ကြီးပြန့်နှံ့နေပါတယ်ရှင့်။အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပါတီဘက်ကစီးစီးလေးကြားထဲမှာဘယ်လိုမျိုးသိရှိထားပါသလဲ။ကျွန်တော်အဲ့ဒီသတင်းမှာပါဝင်တဲ့ဦးသိန်းဦးကိုရိုင်းကဒီလိုသွားရောက်တွေ့ဆုံနေခြင်းမရှိဘူးလို့အတိအကျငြင်းဆိုပါတယ်။ ဲ့တော့အဲ့ဒီတရင်ဟာအပြည့်အဝမှန်ကန်ခြင်းမရှိပါဘူး။တချမ်းဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်ကိစ္စတော့ကျွန်တော်တို့ပြောလို့မရပါဘူး။သို့တော့တူဦးတဲ့တော့ဒေါက်ဆန်းစုကြည်ကခေါ်ယူတွေ့ဆုံမယ်လို့ကျွန်တော်တို့ကမယုံကြည်ပါဘူး။ခုနကကျွန်တော်ဆွေးနွေးသွားတယ်လို့ပဲဘိုလ်လုံးမှုဆောင်အဖွဲ့ဝင်များနိုင်တဲ့ပြည်များများရဲ့မျက်မှောက်မှာတွေ့ဆုံခြင်းအပြင်ပြည်သူရဲ့ယုံကြည်မှုစိတ်ချမှုကိုရနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကအနာပိုင်ဘက်ကလော်လော်ဆယ်မှာလုတ်ပိုင်ခွင့်ကိုချုပ်ခိုင်းထားတာဖြစ်ပါတယ်။အဲ့တော့နိုင်ငံရေးတိုးတက်မှုရှိစေခြင်းသူတို့ဘက်ကအပြူသဘောဆောင်နဲ့ နော်ကျွန်တော်တို့ဟိုဟန်ပြမဟုတ်တဲ့တို့တက်မှုတစ်ခုကိုတို့လွတ်ပြဖို့လိုပါလိမ့်မယ်ဟုတ်ကဲ့ရှင်။နောက်ဒီဒေါက်ဆန်းစုကြည်ရဲ့ကျမကြီးနဲ့ပတ်သက်လို့သတင်းတွေထွက်လာတိုင်းမှာပေါ့နော်။ဒီ တစ်ဖက်ကပေါ့နော်ဒီအနာပိုင်ဖွဲ့စည်းရဲ့ပြောရေးဆိုခွင့်ရှိသူပေါ့နော်ဗိုလ်ချုပ်ဆောင်မင်းထွန်းကသူထွက်ထွက်ပြီးတော့ဖြေရှင်းတာရှိရဲ့ပေါ့နော်နောက်ဆက်စုကြီးကကျန်းမာရေးကောင်းပုံပါတယ်ပြင်ပမှာထွက်ပေါ်နေတဲ့တည်နေရမဟုတ်ပါဘူးသူတို့ဒီတက်မတော်ဘက်ကလည်းဆရာဝန်တွေနဲ့ပေါ့နော်ဘယ်လိုမျိုးကျန်းမာရေးဆောင်ရှားမှုတွေပေးနေပါတယ်ဆိုတော့တည်င်းစကားကြီးလည်းသူထွက်ထွက်ပြီးပြောတာမျိုးရှိပါတယ်ဟိုဒါနဲ့ပတ်သက်လို့ရောဒီပါတီဘက်ကအာဒီဒီလိုမျိုးဖြေရှင်းချက်ပေါ်မှာပေါ့နော်ဘယ်လိုသဘောထားရှိပါမလဲရှိပြည်သူတွေကတစ်ဖက်တမယုံကြည်မှုမျိုးဆိုမရှိပါဘူး ပြည်သူကသူတို့ရဲ့အတွေ့အကြုံအများကြီးရှိပါတယ်။ဘယ်တော့မှဘယ်လိုစကားပြောခဲ့တယ်အမှန်တကယ်အခြေအနေကဘယ်လိုဖြစ်ခဲ့တယ်ဆိုတာပြည်သူရဲ့နှလုံးသားမှာကောင်းကောင်းစွဲထင်နေတဲ့ပုံရိပ်တွေရှိပါတယ်။အဲ့တော့အပြောတတ်တဲ့နယ်မဟုတ်ဘဲနဲ့လုံဆက်မဟုတ်ဘဲနဲ့အားလုံးယုံကြည်စိတ်ချနိုင်တဲ့အလုပ်မျိုးကိုလုပ်ဖို့လို့ကျွန်တော်ကတိုက်တွန်းနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ရှင်။နောက်ဒီပါတီနဲ့ပတ်သက်ပြီးတော့နေကျင်တာပေါ့နော်။အပြင်ကိုရောက်သွားတဲ့ ပါတီဝင်တချို့ကနေပြီးတော့ CC တချို့နဲ့ပူးပေါင်းပြီးတော့ CWC ဆိုပြီးတော့ဖွဲ့ထားတာရှိတယ်။အဲ့တော့ NLD ပါတီရဲ့ဒီ CWC နောက်ပြည်တွင်းမှာရှိနေတဲ့ CEC ပေါ့နော်။ဒီဟာတွေကြားရဲမှာဒီပါတီရဲ့အနာဂတ်နဲ့ဒီပါတီရဲ့လမ်းကြောင်းကဘယ်လိုဖြစ်သွားပြီလဲပေါ့နော်။အဲ့ဒါလေးဒါတော့ရှင်းပါတယ်။ကျွန်တော်ကလောလောဆယ်အုပ်ချုပ်မှုအောက်မှာနေနေရတာပါ။အဲ့တော့ကျွန်တော်တို့ကအုပ်ချုပ်မှုအပြင်ဘက်ကိုရောက်နေတဲ့လူတွေနဲ့ကျွန်တော်ကဒါရဲ့ဆက်တွေ့မှုလုံးဝမရှိပါဘူး။သို့တော့ NLD ရဲ့အခြေခံထားတဲ့ basic values တွေပေါ့။အခြေခံတန်ဖိုးတွေ NLD ကသွားမယ် ကိုယ့်ရဲ့ရည်ညွှန်းချက်ပန်းနိုင်ကိုအားလုံးကအတူတကွလုပ်နေရဆိုရင်အချိန်နှံကျွန်တော်တို့ကပြန်ဆုံရမှာဖြစ်ပါတယ်ကျွန်တော်ကဒီအပြင်မှာကြံနေတဲ့လူတွေကြားထဲမှာဆွေးနွေးညှိနှိုင်းတာတော့ဒီကိုယ့်အုပ်စုနဲ့ကိုရှိပါလိမ့်မယ်တို့တော့ကျွန်တော်တို့ကအားလုံးစုပေါင်းပြီးတော့ဖွဲ့စည်းတာမျိုးညှိနှိုင်းတာမျိုးချိတ်ဆက်တာမျိုးတော့မရှိပါဘူးဘာလို့ဆိုလက်ရှိနိုင်ငံရေးအခြေအနေရလဲဒီဟာမျိုးခွင့်မပြုပါဘူးအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ပြောချင်တာတမိုင်းကြောင်းကိုပြန်ပြောချင်ပါလေဘုံယုံမှုကြီးတန်းရွှေနဲ့ဘုံယုတ်ခင်ညွန့်တို့လက်ထက်တုန်းက NLD ကင်းစင်နေမည်ဆိုပြီးတော့ကြေညာပြီးမျိုးပေါင်းများစွာကိုသူတို့ NLD မရှိတော့ဘူးလို့ပြောခဲ့ပါတယ်အားလုံးကလည်း NLD မရှိတော့ဘူးလို့လက်ခံတဲ့အချိန်နေမျိုးကနေ NLD က2030မှာအားကောင်းမောင်းတန်နဲ့ပြန်လည်ပေါ်ထွန်းလာခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ခေါင်းဆောင်ပြောသလိုပြည်သူတွေရဲ့နှလုံးသားပြည်သူတွေရဲ့လိုလားချက်နဲ့တထပ်ထဲလုံနေသမျှ NLD အချိန်မျိုးပြန်လည်နှိုးထလာမယ်ဆိုတော့ကျွန်တော်ပြောနိုင်ပါတယ်2030ရွေးကောက်ပွဲပေါ့နော်2030ရွေးကောက်ပွဲပြီးပြီးတိတ်ရပိုင်းတွင်းမှာပဲနိုဝင်ဘာ13မှာပဲဒေါ်ဆန်းစုကြည်က ပြန်ပြီးတော့နေကျကျုပ်ကနေပြန်လွတ်လာတယ်ပေါ့နော်အဲ့တော့ဒီအခုလက်ရှိအခင်းချင်းမှာရောဒီ25ရွေးကောက်ပွဲအလွန်မှာရောဒီလိုမျိုးဖြစ်လာနိုင်ခြင်းရှိလားဘယ်လိုမျိုးမြင်ပါလဲရှင်ကျွန်တော်တို့2025အလွန်နဲ့2030အလွန်ကိုကျွန်တော်တို့ထပ်တူပြုလို့တော့လုံးဝမရနိုင်ဘူးလို့ထင်ပါတယ်အခြေအနေတွေကအများကြီးပြောင်းလဲသွားပါပြီပြည်သူတွေရဲ့ခံစားချက်ကလည်းအများကြီးပြောင်းလဲသွားပါပြီပြည်သူတွေဟာ2030တုန်းကကောင်းလာ no ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့2008ကိုအတူပြုပေးတယ်လို့ကျွန်တော်တို့ကသုံးသပ်ပါတယ်ပြည်သူတွေရဲ့မျှော်လင့်ချက်ရှိပါတယ် အခုဒီပြည်သူတွေမှာဒီလိုမျှော်လင့်ချက်မျိုးမရှိတော့ပါဘူး။အဲ့တော့ပြည်သူတွေအတွက်မှန်ကန်တဲ့စစ်မှန်တဲ့လောက်ဆောင်မှုတစ်ခုခုနဲ့လက်ရှိအာဏာပိုင်တွေကလှုပ်ပြဖို့လိုနေပါပြီ။ဟုတ်ကဲ့ရှင်။နောက်ဒီဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးလို့ပြောတဲ့အခါတိုင်းမှာပေါ့နော်နိုင်ငံတကာအတိုင်းအဝန်းကကြကြလောင်လောင်နဲ့ဒီဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးဆိုတာကိုတိုက်တွန်းခဲ့ကြရတယ်ပေါ့နော်အခု2017ဒီတကြောပြန် ဒီစစ်အာဏာသိမ်းမှုမှာသူဖန်ဆီးထင်းသိမ်းခံရတဲ့အချိန်မှာတော့နိုင်ငံတကာပေါ့နော် international community ကဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးအသံတိတ်နေတဲ့အနေအထားမျိုးရှိတယ်ပေါ့လေတိတ်ကျနိုင်ငံကတိုင်ဝမ်ကရနေတဲ့ဒီသတင်းအချက်လက်တွေမှာပြည့်စုံမှုမရှိတာတွေအများကြီးပါဥပမာဖြင့်လက်ရှိနိုင်ငံကြီးပုံစံပြည့်ရင်းသွားရင်မြန်မာပြည်ကအစိတ်စိတ်မွားမွားကွဲသွားလိမ့်မယ်လို့ နော်အဲ့ဒီလိုအမြင်မျိုးတွေဒါမျိုးတွေသူတို့စီမှာမှတ်မှုမိတာရှိပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အပြည်ပြည်ဆိုင်ရာမှာအခုဘယ်တော့မှမနဲ့မတူနိုင်အောင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအကြီးဆုံးကမ္ဘာစစ်ကြီးရဲ့ချင်းချောက်မှုကနိုင်ငံတိုင်းခံစားနေရပါတယ်အဲ့ဒီတော့သူတို့ကပိုပြီးကြီးတဲ့အန်ရယ်ကိုပိုပြီးဂယူဆိုင်နေတာလည်းဖြစ်ပါတယ် ဟုတ်ကဲ့တခုရှိတာလည်းဒီ2019ပေါ့နော်ဒီ Ranger ရေခင်းရဲ့နောက်ဆက်တွဲပေါ့လေနောက်2019မှာလူလူခေါင်းဆောင်ဒေါက်ဆန်းစုကြည်ကိုရိုင်းဒီ ICJ မှာတောက်ရောက်ခုခံခြေပခဲ့တဲ့အနေထားတွေကြောင့်ဒီနေ့ဒီလိုမျိုးအအခြေအနေတွေဖြစ်ပေါ်လာတယ်ဆိုတော့ဟာမျိုးလည်းဆက်ဆက်ပြောဆိုတာလည်းရှိရဲပေါ့နော်ဒါကြောင့်သူမလူမြောက်ရေးအတွက်ကိုတိုင်းကတကာတိုင်းဝန်ကတကြေလောင်းလောင်းမတိုက်တွန်းဘူးဆိုတော့တုံးသက်ချက်တွေလည်းရှိရပါလိမ့်အငယ်အဲ့ဒါလည်းအဲ့ဒါကဒေါက်ဆန်းစုကြည်ကကျွန်တော်တို့ဒီ Ranger ရေခင်းမှာနော်သူရဲ့ယက်တီချက်ဒါပေါ်မှာ ကျွန်တော်ခုနပြောတဲ့ mis information ကိုတရင်အချက်လက်လွဲမှားနေတာတွေอ่ะအဲ့ဒါဒီထဲမှာကျုံဝင်ပါတယ်တကယ်တော့သူဟာဘာမှကျွန်တော်တို့မတရားလုပ်တဲ့မမှားတဲ့အလုပ်တွေကိုဘာမှကာကွယ်ခဲ့တာမရှိပါဘူးတိတိကျကျအရေးယူဆောင်ရွက်ဖို့အတွက်ပြောခဲ့တာ우ကျွန်တော်တို့သူ့ရဲ့ ICJ မှာပြောခဲ့တဲ့မိန့်ခွန်းမှာအတိအကျတွေ့နိုင်ပါတယ်သို့တော့သူဘလောက်လုံနိုင်ငွေရှိတယ်လဲအဲ့ဒီလုတ်ခဲ့တာဒီဘလောက်အောင်မြင်လဲဆိုတာကိုဒီအခုသုံးသပ်နေတဲ့နိုင်ငံကားနေပြီးတော့နိုင်ငံရေးတာဝန်ရှိတဲ့လူတွေဒါတို့တို့ဒါကိုပြန်ဆန်းစစ်ဖို့လိုပါတယ် ဟိုထိထန်းဝင်ပေါင်းပတ်သက်ခဲ့သူတဦးအနေနဲ့ပေါ့လေဒီ2021ခုနှစ်ဇန်နဝါရီ31ရက်နေ့ပေါ့နော်အဲ့ဒီနေ့မှာဒီတမရော်ဘက်ကတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ဒီဒေါ်ဆန်းစုကြည်ကပါတီရဲ့ ဒီဘိုးလုံးမှုဆောင်ဟိုအဖွဲ့ဝင်ပေါ့နော်အစည်းအဝေးကိုခေါ်ယူပြီးတော့အဲဒီအစည်းအဝေးကိုခေါ်ယူပြီးတော့ပေါ့နော်ဒီတက်မတော်ဘက်ကတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ထွက်ထွက်ခဲ့တယ်ပေါ့အဲ့တော့အငယ်ကိုရိုင်းကလည်းစီးစီတူအနေနဲ့အဲ့လိုမျိုးအစည်းအဝေးခေါ်ယူမှုမှာပါဝင်ခဲ့တာမျိုးရှိလားအဲ့ဒီမှာဘာတွေဖြစ်ခဲ့လဲပေါ့နော်အငယ်ဟုတ်အော်အဲ့ဒီနေ့ရအဖြစ်ပြက်တွေနဲ့ပတ်သက်ရင်ကျွန်တော်ကစီးစီရတစုစည်းတည်းမရှိပါဘူးနေပြည်တော်မှာရှိတဲ့ဒေါက်တာဇော်မြင့်မောင်ဘိုးကြီးဝင်းထိန်စတဲ့ပုံကူတော့ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့ဒီနောက်ဆုံး last minute ပေါ့ เนาะ incident เนี่ยปัดเองကျွန်တော်တည်တည်ကြမသိပါဘူးโอเคဆိုတော့ဒီအဲ့ဒီမှာ CC စီဝေခေါ်ခဲ့တယ်မခေါ်ခဲ့ဘူးဆိုတာ ਨੇ ပတ်သက်ပြီးတော့တိတိပပမပြောနိုင်ဘူးပေါ့เนาะခေါ်ရင်တော့ကျွန်တော်တို့တည်ပါဗောမခေါ်ခဲ့ပါဘူးအလုံးဒီပြည်သူတာမန်ပြည်သူလူထုတောင်မှတည်နိုင်တဲ့ဒီလိုခင်းချင်းနေဖြစ်လာတော့မယ်ဆိုရဲအရေးရောင်လေးကိုသိရှိထားတဲ့အချိန်မှာတော့မှပါတီတွေမှာဒီယာနဲ့ပတ်သက်ပြီးတော့ဘာမှကြိုတင်ပြင်ဆင်ခဲ့တာမျိုးမရှိဘူးလို့ပြောပြောချင်တာလားရှင်။အင်အားသုံးပြီးလှူဆောင်မှုကိုကျွန်တော်တို့ဘယ်လိုနိုင်ငံရေးနည်းလမ်းနဲ့မှကျွန်တော်ဖြည့်ရှင်းလို့မရနိုင်ပါဘူး။တစ်ဖက်လူက ပြဿနာကိုဖြေရှင်းတဲ့နေရာမှာအင်အားကိုပဲတုံးချတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီအင်အားကိုကျွန်တော်တို့နိုင်ငံရေးနည်းအရကျွန်တော်တို့တွေးဆုံခြင်းအဖြစ်ပဲကျွန်တော်ဖြေရှင်းရ